အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့38ကြိမ်မြောက်အပြည့်ပြည့်ဆိုင်ရာမှုရေးစေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေဖန်စီယာမီမှုရေးစေဝါများနဲ့ဓာတုပစ္စည်းများမိရှုဖြစီခြင်းအခမ်းအနားနဲ့စုချင်းမြင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်1989ခုနှစ်ကမ္ဘာကူလာသမဂ္ဂအထွေထွေညီလာခံမှာဇွန်လ26ရက်နေ့ကို အပြည်ပြည်ဆိုင်ရာမှုရေးစည်းဝါအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနည်းအဖြစ်သတ်မှတ်ခဲ့သည့်အချိန်မှစပြီးကမ္ဘာတဝန်းရှိနိုင်ငံအသီးသီးတွင်မှုရေးစည်းဝါတိုက်ဖျက်ရေးနည်းအထိမ်းအမှတ်အခမ်းအနားများကိုကျင်းပလာခဲ့တာယခုဆို38တိမြောက်ရှိပြီဖြစ်ပါတယ်။ကမ္ဘာနှင့်အဝမ်းရင်ဆိုင်ကြုံတွေ့နေရတဲ့မှုရေးစည်းဝါပြဿနာဟာလူသားမျိုးနွယ်စု အပေါ်စီးပွားရေးလူမှုရေးကျန်းမာရေး တည်ငြိမ်အေဂျင်စီတို့ကိုစုပ်ယုပ်ပျက်စီးစေတဲ့အပြင်နိုင်ငံလုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုအပေါ်ညာစွာထိခိုက်စေပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိုအရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိတကယ်သူအခြားတစ်ဖက်မှာလည်းနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုအန္တရာယ်ဖြစ်စေတဲ့မှုရင်စေဝါပြဿနာကိုထိန်းချုပ်နိုင်ဖို့အတွက်ဘက်ပေါင်းစုံမှာကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ ဒီကနေ့ဂျွန်လ26ရက်နေ့မှာတော့38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမှုရေးဆေးဝါးအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေ့ဖန်စီရမိမှုရေးဆေးဝါးများနေ့ဓာတုပစ္စည်းများမြင်းရှို့ဖြက်စီးခြင်းအခမ်းအနားကိုဒီကနေ့ဂျွန်လ26ရက်နနက်8နာရီကလှိုင်းသာရအနောက်ပိုင်းမြို့နယ်ကလားကြီးစုကျေးရွာ ရန်ကုန်ပသိမ်းအမှတ်9လမ်းမကြီးပေးရှိရန်ကုန်အနောက်ပိုင်းကုံတင်ရင်ရနာကွင်းမှာ မိရှုဖြစ်စည်းခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တာပင်ဖြစ်ပါတယ်။ဒီသုံးသိချက်မြောက်အပြည့်စံအမှုစီဝအလွယ်သုံးမှုနဲ့တရားမှုတပ်ဖြစ်ရင်းနှစ်ဒီအခမ်းအနားမှာဆိုလို့ကျွန်တော်တို့ကဒီအပိုင်းနှစ်ပိုင်းကျင်းပတော့ပါဘူးနော်။တစ်ပိုင်းကတော့ကျွန်တော်တို့ဒီလိုင်သာမြို့နယ်လိုင်သာအနောက်ပိုင်းမြို့နယ်မှာရှိတဲ့ဒီကျွန်တော်မိရှုဘက်မှာကျွန်တော်မိရှုတဲ့တစ်ပိုင်းရှိမယ်။နောက်တစ်ခုကဒီဒီပိုင်းမှာတော့ကျွန်တော်ဒီအခမ်းအနားမှာတော့ကျွန်တော်ဒီစုရတက်ဖို့ဝင်များဘူးဒီမွေးစေဝတာစီနေနေရေး ုပ်ငန်းတွေမှာစောစောတမန်ပါဝင်ဆောင်ရွက်ခဲ့တဲ့စီဝတက်ဖွန်ရှိဦးကိုဒါစူးချင်းမြင့်တဲ့အခမ်းအနားပေါ့ကျွန်တော်တို့ကဒီမူရစီဝမျက်စိမီးရှို့ဖြစ်စီတဲ့အခမ်းအနားတော့ကျွန်တော်တို့ဇုံသုံးဇုံနဲ့အဓိကတော့ဒီနေ့မှာတပြိုင်တည်းကျင်းပါတော့ဗျာအဲရန်ကုန်ဇုံရဲ့ကျွန်တော်မန္တလေးဇုံရဲ့တောင်ကြီးဇုံရဲ့ဒီဇုံသုံးဇုံမှာမီးရဒီမူရစီဝစိတ်ကိုပြောင်းလဲစေသောစီဝနဲ့ကျွန်တော်ဓာတ်ပစ္စည်းကိုမီးရှို့ဖြစ်စီတဲ့မီးရှို့ဖြစ်စီတဲ့အခမ်းအနားတို့ဒီတပြိုင်တည်းဒီကနေ့မှာကျင်းပနေတာဖြစ်ပါတယ်ရန်ကုန်ဇုံအနေနဲ့ဆိုလို့ရှင်တော့ဒီနှစ်မှာဆိုလို့ရှိရင်2025ခုနှစ်မှာကျွန်တော်ရန်ကုန်စင်မှာဆိုလို့ရှိရင်ကျွန်တော်စုမွေးစေဝါအဲစိတ်ကိုပြောင်းလဲစေဝါ ကျွန်တော်ဓာတုပစ္စည်းစုပေါင်း36မျိုးကိုမြေရှိုးဖြစ်စီညင်မျိုးဖြစ်စီလာဖြစ်ပါတယ်။အဲ့မှာဒီစုပေါင်းကျွန်တော်တို့တန်ဖိုးအနေနဲ့ဆိုလို့ရှိရင်မြန်မာကျပ်ငွေ423.9569ဘီလီယံတန်ဖိုးရှိတဲ့ဒီဟာကိုဖြစ်စီနိုင်ခဲ့တာဖြစ်ပါတယ်။အမေရိကန်ဒေါ်လာအနေနဲ့ဆိုလို့ရှိရင်တော့ဒေါ်လာတန်ပေါင်း118.9599တစ်တန်ဖြစ်ပါတယ်ခင်ဗျ။အဲဒီမနစ်ကထက်စားလို့ရှိရင်ရန်ကုန်စိုးအနေနဲ့ဆိုလို့ရှိရင်တော့မနစ်ကထက်စားလို့ရှိရင်တော့ကျွန်တော်တို့ဒီပမာဏပို့ပြီးတော့များပြားတဲ့တန်ဖိုး ငွေစေဘာတွေကိုဖြည့်ဆည်းနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျဒီရန်ကုန်အစုံအနေနဲ့ဆိုလို့ကျွန်တော်ကျွန်တော်နေရာရန်ကုန်တိုင်းဒေသကြီးအတွက်မှာဖန်ဆီးရမယ့်ငွေစေဘာတွေပါမယ်ရခိုင်ပြည်နယ်ပါမယ်အေရဝတီတိုင်းပါအေရဝတီတိုင်းဒေသကြီးပါမယ်ပဲခူးတိုင်းဒေသကြီးပါမယ်တရင်တိုင်းဒေသကြီးပါမယ်ကျွန်တော်ကရင်ပြည်နယ်ပါမယ်မွန်ပြည်နယ်ပါမယ်ကျွန်တော်အမြန်လန်းမှာကြီးရက်တပ်ဖွဲ့ရဖန်ဆီးရမိတိုင်းပါမယ်နေကြောင်းရက်တပ်ဖွဲ့ရဖန်ဆီးရမိတာတွေပါမယ်ခင်ဗျအဲ့ဒီအပြင်ကျွန်တော်တပ်မတော်နယ်ပင်နယ်ပြင်မှာဖန်ဆီးရမိတဲ့ငွေစေဘာတွေများသောပါပါမယ်ခင်ဗျအဲ့ဒီအဲ့ထဲမှာရန်ကုန်တိုင်းဒေသကြီးအတွက်ဖန်ဆီးရမိတဲ့ငွေစေဘာပမာဏကတော့အများဆုံးဖြစ်ပါတယ် ဆက်လက်ပြီးဒီကနေ့ဂျွန်လ26ရက်နေ့မှာကြာရောက်တဲ့38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရည်စေဝါအလွဲသုံးမှုနေတရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထင်းမှန်အဖြစ်စုချင်းမြင့်ဝယ်အခမ်းအနားကိုမနက်10:00နာရီကတောင်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခမ်းမမှာကျင်းပပြုလုပ်ခဲ့ပါတယ်မြန်မာနိုင်ငံအနေနဲ့မူရည်စေဝါထုတ်လုပ်ရာတွင် အသုံးပြုတဲ့ဓာတုပစ္စည်းများကို ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး ဓာတုပစ္စည်းများတရားမဝင်ဝင်ရောက်မှုနဲ့လမ်းလွဲမရောက်ရှိစေရေးဓာတုပစ္စည်းအသုံးပြုတဲ့လုပ်ငန်းရှင်များဓာတုပစ္စည်းနဲ့သက်ဆိုင်တဲ့ဌာနများအသင်းအဖွဲ့များနဲ့ပူပေါင်းကာထိမ့်ချုပ်ဓာတုပစ္စည်းများဆိုင်ရာထုတ်ပြန်ထားသောစီရင်စည်းကမ်းလှုပ်ထုံးလုပ်နည်းများဥပဒေနည်းဥပဒေများနဲ့မူဝါဒများဆိုင်ရာ အသိပညာပေးခြင်းတို့ကိုလည်းဆောင်ရွက်လျက်ရှိပါသည်။ဒါအပြင်ចောင်းသားလူငယ်များအတွက် မူရင်စေဝါအန်ဒီရဲ့ကြိုတင်ကာကွယ်ရေးဗဟုသုတများကိုအစင့်မြင့်နဲ့အခြေခံပညာအကြောင်းများចောင်းပြင်ပစခန်းများအားလုံးကိုဖြန့်ဝေပေးလျက်ရှိပြီးចောင်းအခြေပြုပညာပေးလုပ်ငန်းများတွင်လည်းမူရင်စေဝါအန်ဒီရဲ့ဂင်းစင်ပပျောက်ရေးကိုဥစားပေးလုပ်ငန်းစဉ်တည်အဖြစ်ထည့်သွင်းထားပြီးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။မူရင်စေဝါတာစီနိုင်နေရေးလုပ်ငန်းစဉ်များကိုစစံတမန်စ조사ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်များအားဂုံပြူစုများအသည်သည်ချီးမြှင့်ပေးခဲ့တယ်လို့သိရပါတယ်။ကျွန်တော်တို့ကတော့ဒီဖန်စီနေဖန်စီရဲ့လုပ်ငန်းစဉ်တာစီနေလုပ်ငန်းစဉ်တော့စစ်စစ်ပြတ်လုပ်ကန်ဆောင်ရွက်လက်ရှိပါတယ်။အဲဒီတဲမှာကျွန်တော်တို့ကဒီစစ်စစ်ပြတ်လဲကျွန်တော်စီမံချက်တွေချမှတ်ပြီးတော့မှဆောင်ရွက်လက်ရှိတာဖြစ်ပါတယ်။အခုအချိန်ကာလဟာဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာမြန်မာတနိုင်ငံလုံးလွှမ်းခြုံတဲ့အဲမူရီစေဝါသတင်းရယူဖော်ထုတ်ဖန်စီစီမံချက်ကိုဆောင်ရွက်လက်ရှိပါတယ်။အားကြောင့်မို့ဒီမူရီစေဝါ တာစီမြင်းလေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးတော့မှတော့ကျွန်တော်စဉ်းစားပြတ်လာကျွန်တော်တို့အစည်းရေးလုပ်ငန်းစဉ်တွေကိုဆောင်ရွက်လက်ရှိကြောင်းလည်းကျွန်တော်ပြောကြားလိုပါတယ်။အဓိကကတော့ကျွန်တော်တို့ကဒီဒီ awareness ကလည်းလိုတယ်။ကျွန်တော်ဒီအဓိကပြင်ကျွန်တော်ကလေးတွေပေါ့အကြောင်းသားအကြောင်းသူလူငယ်တွေပါကျွန်တော်မျိုးစေဝါအသိပညာပေးသည် implant လိုအပ်ပါတယ်။ဘာကြောင့်မို့လို့ဒီကလေးတွေကနေကျွန်တော်တဖြည်းဖြည်းနဲ့လူကြီးဖြစ်လာကြမှာပေါ့နော်။အဲ့ဒီအရွယ်မှာကျွန်တော် mindset ဒီအသိကိုကျွန်တော်မျိုးစေဝါရဲ့စိုးကြိုးတွေမျိုးစေဝါအာနဲ့ပတ်သက်တဲ့ဟာရှောင်ကျင်းရမယ့်အချက်တွေနော်။မျိုးစေဝါ အကြောင်းမို့ဖြစ်ပေါ်လာမယ်နောက်ဆုံးတွဲပြဿနာတွေဒီပြဿနာတွေကျွန်တော်များများအသိပညာပေးနိုင်တယ်လေသူတို့အတွဲနောက်ပိုင်းသူတို့အသက်အရွယ်ပိုင်းခြားတစ်ခုရောက်တဲ့အချိန်မှာဒါကိုလှုပ်တင်လားမလှုပ်တင်လားကိုယ်ပိုင်းအုံအောင်နဲ့ဆုံးဖြတ်ပြီးတော့မှဒါရှောင်ရှားနိုင်ဖို့အတွက်ဒီလိုအခမ်းအနားတွေမှာဒီလိုကလေးတွေကိုကျွန်တော်များများဖိတ်ကြားပြီးတော့မှကျွန်တော်တို့ပညာပေးအဆောင်နိုင်ခြင်းရတယ်ဒါ implant ကိုကောင်းတဲ့အဲအချက်လို့ကျွန်တော်ပြောချလောက်ပါတယ်ခင်ဗျာအနေကတရောက်ခဲ့တဲ့အခမ်းအနားတော့ဟိုကူတူ38ချိန်မြောက်ဟောပေါ့ ဘီဘီဆရာမွေးဇေဝအလွဲဆုံးနဲ့တရားမဝင်ရောက်ဝင်မှုတက်ပြည်နေ့အခမ်းအနားပေါ့နော်အဲ့ခမ်းအနားတော့ဒီနေ့ကတော့ဟိုတနင်္ဂနွေလုံးမှာပေါ့တောင်ကြီးမှာလုပ်တယ်မားလေးမှာလုပ်တယ်ရန်ကုန်မှာလုပ်တယ်ပေါ့နော်ဟိုရန်ကုန်မှာလုပ်တာကတော့ဒီရန်ကုန်မှာတနည်းအတွင်းဖန်စီရမိတဲ့မွေးဇေဝတွေရန်ကုန်ရဲ့အောက်မြန်မာနိုင်ငံမှာပေါ့ကဖန်စီရမိတဲ့မွေးဇေဝနဲ့နော်ဟိုဆက်ဆက်တဲ့ပစ္စည်းတွေကိုမရှိဖြစ်တဲ့အခမ်းအနားဖြစ်ပါတယ်မနေ့ကတော့ဒီခမ်းအနားမှာဒီရုံတိုင်းဒေသကြီးဆိုတာပေါ့ဝန်ကြီးချုပ် တက်ရောက်ပြီးတော့ကြီးမြင့်မြင့်ပါပဲ။ကျွန်တော်တို့ဒီကနေ့ဆရာကြီးခဲ့မြတ်ပေါ့နော်။ကနေ့ဆရာကြီးမြတ်တက်ရောက်ပြီးတော့မှဒါဒီဒီချုပ်ပစ္စည်းမဲ့ဟိုမျိုးစေဝါမျိုးစုံအကုန်လုံးခင်ကြီးပြသထားတယ်။အားလုံးတက်ရောက်တဲ့အဲ့ဒီလိုများနေတယ်ပြီးတော့မတွေ့စမ်းသပ်စစ်ဆေးနေအောင်ပြတိုင်းဖြစ်ပြနှစ်စဉ်ပေါ့လို့လို့စင်ပါဘူး။ပြီးတဲ့ခါမှာဒီဒီတက်ရောက်လာတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့သူတို့သူတို့ဟို တရားပေါ်တက်မဲ့ပုံကိုတို့ရာရပြုံးမှာမီးရှို့ဖြစ်စီရခံတော့အဲ့တော့မီးတက်ကတော့တိတ်ပြတော့ပါမရှိတဲ့အစီအစဉ်ကိုပြုလုပ်ပါအဲ့ဒီနောက်ပိုင်းတော့ဘောဘောအေးတိုင်းဒေသကြီးမြေစီပါတသိနေနေဥက္ကရာပေါ့နော်အဲ့ဘောဘောတိုင်းရဲ့ဘောစပီးရနေပြုံးမှာဒီဒီနေ့မြို့ဖြစ်စီတဲ့မြေစီပါအမျိုးမျိုးရဲ့ဒီအတွက်ပေါ့ပမာဏပေါ့နော် မြန်မာကျပ်ငွေတွေတန်ဖိုးအမေရိကန်ဒေါ်လာနဲ့တန်ဖိုးတွေကိုအသေးသေးရှင်းပြပြီးတင်ပြသွားတယ်ဆိုတာအင်တန်ဒီဟာပြည့်စိတ်ဝင်စားစရာကောင်းတယ်ဗျနော်ဒါဆိုဆိုတာကတော့ကျောင်းသူတွေကျောင်းသားတွေလည်းဘဘွားအကနဲ့လာပြီးဖြောပြတာပါတော့ပေးသက်နည်းနည်းဟိုမင်းကြီးငွေအောင်ပေါ့နော်စီစဉ်ထားတဲ့ဆိုရင်ဟိုချိန်တူတူလေးနဲ့တော်တော်လေးကျင်းတဲ့ဖွယ်အားရဖွယ်ရရှိပြရှိခဲ့ပါတယ်လို့ပြောကြမှာဒီမှာပြသတဲ့ဒီ ဓာတ်ပုံပေါ့နော်ဓာတ်ပုံပွဲဆက်ပြောတော့အဲငွေတို့မာနာအတွက်တခန်းပြထားတော့နော်တခန်းပြထားတော့ဘယ်နေနေမာနာဥပဒ်အနေနဲ့ရောမာနာမှာပေါင်းတဲ့တချို့အလုံးမဆောင်ဖွဲ့များလှူရှားမှုတွေပေါ့ဥပမာပြဒေါက်တာအောင်တော်စီကျောင်းမကြီးတခုဆောင်ကြီးပုံပါတယ်နော်အဲငွေတို့ဒီဥပဒ်တို့ဒုပဒ်တို့လှူရှားမှုတွေပါတော့နော်ဒါလည်းဒီမှတ်တရားမှတ်တရားမာနာပြကန်းလို့တတ်တတ်နေရာပြီးပြီးတော့ ဆောင်ပြေလို့ရောက်ပြီးရောင်းတိုင်းတိုင်းဆိုအဖွဲ့လေးကျေးဇူးတင်ရှိကြောင်းနော်လင်းတယ်လို့ပြောကြားလိုပါတယ်။နောက်နှစ်ဒီမှာဒီတဲ့အဲဟိုပေါ့ဒီတဲ့ထိရောက်တဲ့နော်မှတ်တမ်းတပ်ဖို့လေးရရှိအောင်လေကြိုးစားဆောင်ပြေပါရဲ့။ရောက်တဲ့လှူရှားမှုတွေနော်လှူရှားမှုတွေစုံရအောင်ပေါ့နော်။အခုလည်းပဲဒီ project ကရတဲ့ပုံလေးနဲ့တန်းတဲ့တော့လင်းလာပုံပေါ့နော်။ထည့်ပြင်းတင်ပြထားတာရှိပါလား။ခုနကပြောနောက်နှစ်ဒီတဲ့ဒီတဲ့ဟိုပေါ့အဲ စုံလင်အောင်ပေါ့နော်ပုံလင်အောင်ပြုသားပြီးတော့ဆောင်ရွက်တော့ဘာလဲပြောချင်ပါကျင်းပပြုလုပ်ခဲ့တဲ့38ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူရင်စေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြတ်ရေးနေ့အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုဗိုလ်ချုပ်ပြည်စုံလင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နေဆဲရေးရာဝန်ကြီးပိုမူကြီးဝင်းတင်းနှင့်ဝန်ကြီးများ ဒုနိုင်ဒေတာကြီးရဲတပ်ဖွဲ့မှုရဲမှုချုပ်စိန်လွင်နေအထာနာအသီးသီးမှတာဝန်ရှိသူများမြန်မာနိုင်ငံမူရင်းစေဝါဆန့်ကျင်ရေးအသင်းဗဟိုဥက္ကဋ္ဌဝနကျော်ထင်းဦးစိုးဝင်းရဲချုပ်ငိမ့်နေအဖွဲ့ဝင်းများဧည့်သည်တော်များចောင်းသားចောင်းသူများတက်ရောက်ခဲ့တယ်လို့သိရပါဗျာ